မြင့်မို့တော်ကိုရှာဖွေခြင်းအပိုင်းတစ်ကိုနော်မြင့်မို့တော်ဘယ်နားမှာရှိလဲဆိုတော့ဦးဇင်းတို့စာရဲပေတရားပြန်ပြီးတော့မှရှာဖွေပြီးတော့ခက်မှန်းပြောစုံမယ်ပေါ့နော်ဘာလို့လဲဆိုတော့မမြင်နိုင်ဘူးဦးဇင်းတို့ဘယ်သူမှလည်းမမြင်နိုင်ဘူးဒါပေမဲ့ခက်မှန်းတွက်ချက်လိုက်လို့ရှိရင်ဖြေရထွက်လာလိမ့်မယ်အဲမြင့်မို့တော်မှာကျွန်းကြီးလေးစုံရှိရယ်ပေါ့နော်ရှင်းတော်တော်မြောက်ကျွန်းအခုအရင်ဆုံးမြောက်ကျွန်းကိုအရင်ပြောလိုက်မယ်ပေါ့နော်မြောက်ကျွန်းပြောမယ်တောင်ကျွန်းပြောမယ်ပြီးရင်မြင့်မို့တော်ပြောလိုက်မယ်အပိုင်း၃ပိုင်းနဲ့တော့ပြီးသွားမှာပေါ့ ။ယောက်ျွန်းဥဒရကုရုလို့ခေါ်တယ်။ပုံစံကပိတလို့ခေါ်တယ်။အင်းမြင့်နဲ့တူတယ်ပေါ့နော်။အင်းမြင့်ဆိုတာထိုင်ကုန်လို့လည်းခေါ်တယ်။ချော့ကြတော့ဒီကရင်တပိုင်းပုံစံလောက်ပေါ့နော်။အခုခက်ကတော့မရှိတော့ဒီဒီဇောင်းလေးထိုင်လေးရတဲ့ပုံစံမျိုးအင်းမြင့်လို့ခေါ်တယ်။အဲ့ဒီမှာရှိတဲ့လူတွေကဥစဉ်တို့တောင်ကျွန်းမှာရှိတဲ့လူနဲ့အတူတူပဲပေါ့နော်။ပုံစံနေထားတူတယ်။ဒါပေမဲ့တက်တန်းမတူဘူး။တက်တန်းကမြဲတယ်။မြဲတယ်ဆိုတာအသက်တစ်ထောင်နေတယ်။တစ်ထောင်နဲ့ရွက်ပြီးလည်းမသေးသလိုတစ်ထောင်နဲ့ကျော်ပြီးလည်းမရှင်ဘူးပေါ့နော်။ပြီးရင် အဲ့သူတို့တွေကယောက်ျားလေးဆိုလို့ချင်းမွေးဖွားခါစားနေပြီးတော့အသက်20အထိပဲအရွယ်အပြောင်းလဲရှိသွားတယ်အသက်20မှာသူတို့အိုမင်းကြီးရောချင်းတွေရက်တန်ပြီးတော့မှအသက်တထောင်ထိဒီပုံစံအတိုင်းပဲဒီ energy ဒီအရွယ်စားဒီဒီလူပြိုချင်းတွေနဲ့ပေါ့နော်နေသွားတယ်အမျိုးသမီးဆိုလည်းအဲ့လိုပဲမွေးဖွားပိတ်ကနေ16နှစ်မှသာအပြောင်းလဲရှိတယ်16နှစ်ရဲ့နောက်ပိုင်းမှာအပြောင်းလဲမရှိတော့ဘူးအိုမင်းကြီးရောချင်းတွေအဲ့ဒီမှာရက်တန်သွားတယ်အသက်တထောင်ထိဒီပုံစံအတိုင်းပဲအဲ့တော့ယောက်ျားမှကြည့်လိုက်လို့ဘယ်သူကအသက်ဘယ်လောက်လဲဘယ်သူကအသက်ဘယ်လောက်လဲဆိုခံမှန်းခက်တယ်အကုန်လုံးက ဝေဖကစားနေအသက်20နဲ့မိန်းကလေးဆိုအသက်16နှစ်ပုံစံလေးကြီးပဲ16နှစ်တက်ပေါ်ကြီးတဲ့မိန်းမမရှိဘူးနော်အဲ့လိုမျိုးနောက်တစ်ခုကသူတို့ခန္ဓာကိုယ်ကကြာညုံနေတဲ့အင်းနဲ့မှုတယ်ဘယ်တော့မှမနိုင်ဘူးဂျိုင်းနဲ့မနိုင်တာတွေမရှိဘူးပေါ့နော်ပြီးရင်ရှည်လုံးတဲ့အပြည့်ပုလုံးတဲ့အပြည့်မရှိဘူးဖြူလုံးတဲ့အပြည့်မဲလုံးတဲ့အပြည့်မရှိဘူးဝါလုံးတဲ့အပြည့်ပိန်လုံးတဲ့အပြည့်မရှိဘူးပြောမယ်ဆို6ပြည့်กินတယ်ပေါ့နော်6ပြည့်กินတဲ့မှာမှအဲ့တော့ဖြူလုံးမဲလုံးတာမရှိဘူးဆိုရင်မဲတဲ့သူမရှိတာသိကြရင်မဲသူတို့က မဟာလေကားပန်းလိုမျိုးရွှေရောင်ဆင်းရှိတာညိုမနေဘူးပေါ့နော်ရွှေရောင်ဆင်းရှိတဲ့အသားရည်နဲ့လူကလည်းမွေးတယ်ပြီးလို့ချင်းခန္ဓာကိုယ်ကပြည့်ပြည့်တယ်မျက်နှာတွေကယောက်ျားဆိုလည်းယောက်ျားလည်းပြမမြင်တဲ့တူတဲ့ခန္ဓာကိုယ်မျိုးရှိတယ်မိမဆိုလို့ချင်းလည်းမိမလည်းရောလှပသွေးလည်းသူခန္ဓာကိုယ်နဲ့သူအချိုးသားကြကြရှိတယ်လားပြေဝင်လို့မျိုးထားမျိုးရှိရပေါ့နော်အကုန်လုံးအချိုးတွေပဲမလားမပါအကုန်ကွာနေတယောက်မှမရှိဘူးအဲ့ဒါဦးဇင်းတို့ကဘာပေါ်မှာတောင်ကျုံပေါ်မှာရှိမရှိဆိုတာခံမှန်းကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကသူတို့တွေရေပေါ့နော် ဟိုမွေးဖားပြီးရနေပြီးတော့မှတေဆုံးနေကြမှာအိုမေးရရဲကျမ်းမိုင်မကောင်းတာဟိုအိုနာတေတော့တေတယ်ခေါ့တေဝိုင်းတော့သူကငှက်စင်တကောင်ခြိသွားပြီးပြင်းရဲဆိုပစ်ချတယ်လို့ဒါထဲမှာအိုရနာတာမရှိဘူးအကုန်လုံးကျမ်းမိုင်ကောင်းရာသီဥတွေမျှတာတယ်ရာသီဖောက်ပြန်တာလည်းထုံးစံမရှိဘူးအဲ့တော့အိုရနာတာရေကျမ်းမိုင်မကောင်းတာတွေမရှိတဲ့အခါကျတော့ဆေးရုံဆေးကလည်းမရှိဆရာဝန်တွေတနာပြုတွေလည်းမရှိဘူးနောက်တစ်ခုပိုင်ဆိုင်မှုပေါ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်သူတို့ကဒါငါ့ပြည်စီငါ့ဥစ္စာနေတိမ်မထားဘူးပေါ့နော် သူတို့နေတဲ့ဘုံမိမ့်မှန်တွေရှိတယ်ဘုံမိမ့်မှန်ဆိုရင်တစ်ပင်တွေပေါ့နော်တစ်ပင်တွေကအထက်တဲ့ဘုံတွေရှိတယ်ပြီးလို့ရှိရင် နေချင်းစပွဲရှိတယ်ဟောတကားအတူတူလိုလိုပိတ်တယ်ကိုထွက်မဲ့ဆိုလိုလိုပွင့်တဲ့ပုံစံမျိုးနဲ့ရှိတဲ့အိမ်တွေရှိတယ်ပေါ့နော်အဲ့လိုအိမ်တွေကြီးပါပဲအနားမှာလည်းပန်းတွေနဲ့မှုကြံပြီးတော့မှလက်ပြည်လိုပဲပေါ့နော်လူပြည်မကလက်ပြည်မကြပေါ့အဲ့လိုမျိုးဒါပေမဲ့သူတို့တွေကအကုန်လုံး၅ဘာတိလမြဲတဲ့အတွက်လူချင်းနာတွေအကုန်လုံးကိုဘရစ်စပင်ကနေရတယ်ပေါ့ဖြစ်ချင်တာတွေအကုန်လုံးပေါ့အဲ့ဘရစ်စပင်ကနေရတယ် ပြီးရင်ပိုင်ဆိုင်မှုအနေနဲ့မသိမ်းထားတာဘယ်လောက်ထိမသိမ်းလဲဆိုလို့ရှိရင်ဒါငါမျိုးသမီးဒါငါယောက်ျားစုသိမ်းမထားဘူးဒါငါကလေးလို့တော့မသိဘူးလူတစ်ယောက်ကပေါ့နော်အဲ့ဒီနောက်ကျွန်းသူတစ်ယောက်ကတစ်ယောက်ကိုပေါင်းသိမ်းတဲ့ခါမှာတစ်ယောက်ခွဲပဲပေါင်းသိမ်းတယ်ပြီးရင်ဒါဘယ်လောက်ထိမပေါင်းသိမ်းဘူးအဲ့တည့်ရခွဲကသူတို့မိငါကကြအကုန်ပဲသူတို့အခုခေတ်ပြောရင် one night stand ပေါ့နော် one night stand တော့လည်းမကောက်တည့်ရခွဲလောက်ထိကိုသူတို့ကအကမကုန်ခံစားပြီးတော့9ရက်ပြည့်တဲ့အထိကျန်တာမခံစားတော့ဘူးပေါ့နော်ပြီးရင်နောက်9ရက်ဆိုနောက်တစ်ယောက်ပြင်လဲပြင်မယ်ဒီတစ်ယောက်ပြင်လဲပြင်မယ် ဘသူကဘသူပါပဲဘသူရဲ့ကိုယ်ပိုင်ပဲဆိုတော့တိမ်မထားဘူးကာမပိုင်ပဲနည်းနဲ့မထားဘူးအဲ့တော့ကာမသီမိစ္ဆာဇာတာလည်းထိုက်ကြမလို့ကာမသီမိစ္ဆာဇာတာဆိုတော့ကာမကရှိတဲ့သူကျွလွန်တာလို့ခေါ်တော့ပြီးရင်အုတ်ထင်းသူရှိတော့ကျွလွန်တာလို့သူတို့ကဘသူမှလည်းအုတ်ထင်းသူမရှိဘူးကိုယ်ကကိုယ့်ရဲ့အုတ်ထုံးသူပဲအဲ့လိုမျိုးအဲ့လိုဆိုတော့ရှိတဲ့အခါပိုင်ဆိုင်မှုတွေတိမ်မထားဘူးလွတ်လပ်သွားလိုက်တယ်တော့ကလည်းမရှိဘူးဟာငါမရှိတော့ဒုက္ခရောက်မှမလို့တွေးဖို့ဆရာမလို့အဲ့လိုမလို့ရတဲ့သူတို့တွေကတည်လွန်ပြီးရင်လည်းမြောက်ကျွန်းသူမြောက်ကျွန်းသားတွေအကုန်လုံးကနှက်ပြီပဲရောက်ကြတယ် ်ဘယ်တော့မှဟိုမကောင်းတဲ့ပုံကရောက်သွားမှလားသူတွေးပူစရာမလိုသူတို့မှကုသိုလ်ကောင်းမှုတွေနဲ့နေကြတာအဲ့တော့ခမန်းကြီးပေါ့ဒီလိုပုံပုံမျိုးတွေဒီလိုတက်တန်းတောင်ရှိပြီးတော့အသက်ဆက်ကြောက်ရင်းကြီးမလာတဲ့သူတွေဥဒိနုကဘောင်မှာရှိသလားတောင်ကျွန်းမှာရှိသလားပေါ့နော်တောင်ကျွန်းမှာတွေ့မိသလားပေါ့တယောက်တော့ရှိတယ်ဘာလို့လဲဆိုရင်ဇောတိကရဲ့အမျိုးသမီးပေါ့နော်မြောက်ကျွန်းသူပြီးရင်ဇောတိကအသက်80မှာရမ်းဝတ်သွားတယ်အသက်80လောက်မသိဘူးနော်မြဲအဲ့ဒါငယ်ငယ်မှာရမ်းဝတ်သွားတဲ့အချိန်မှာအဲ့မြောက်ကျွန်းသူကမြောက်ကျွန်းကိုပြန်သွားတယ်ပေါ့နော် ဟိုသူဆိုင်ရဆိုင်ရတွေလိုက်ဖို့လိုက်မှာဒါပေမဲ့သူကသူပြန်နိုင်လာတော့မသိဘူးပေါ့အဲ့တော့ကိုကြည်ချင်းအပြင်မြောက်ကျွန်းသူမြောက်ကျွန်းသားတွေဟာဦးစင်းတို့တောင်ကျွန်းသူတောင်ကျွန်းသားနဲ့လုံးဝမတူဘူးအစင်တန်းပေါ့နော်ဟိုရုပ်ပိုင်းဆိုင်ရာအစင်တန်းစိတ်ပိုင်းဆိုင်ရာအစင်တန်းတွေကွာတယ်ပေါ့နော်ကိုကလည်းသူတို့လိုမျိုးဖြစ်ချင်တယ်ဆိုငါးဘတိလာမြဲငါးဘတိလာမြဲလို့ရှိရင်လူအရေကိုဖြစ်နိုင်တယ်ပေါ့နော်ထူးဆန်းတာလေးတစ်ခုပြောဦးမယ်သူတို့ကလေးမွေးလာလို့ရှိရင်မွေးလာတဲ့ကလေးကိုငါကလေးလို့သိမ်းမထားဘူး လမ်းလေးစုံလမ်းလေးကောက်မှာကြောက်ပြောက်မှာပေါ့နော်သူတို့အနီးလေးပတ်ပြီးထားခဲ့တယ်တွေ့တဲ့လူကအာဒီကလေးလေးနှုတ်စားပြီလို့ထင်လို့ရှိရင်ပတ်သက်တဲ့လက်ညှိုးလေးထုတ်လို့ရင်နှုတ်ကလက်ညှိုးကနေထွက်ပြီးတော့မှကလေးနှုတ်တော့လို့ရတယ်အဲဒါယောက်ျားလေးရတယ်မိန်းကလေးလေးရတယ်ရာသူတွေကလည်းမျှတာတွေလုံးဝကိုပူစရာမလိုဘူးပေါ့နော်ချိန်ချန်လို့ချင်းကြိုက်တဲ့အိမ်ကိုသွားအကုန်လုံးကဒါသူ့ကိုနင်းနေတွေ့လက်ခံပြီးကြိုးစုပေးတယ်ပြီးရင်အရွယ်ရောက်လို့ရှိရင်သူ့ကိုပိုင်သူ့အသူပေါ်လာပြီးကိုယ်ပိုင်နဲ့နေကြတယ်ဘာရဲမှမရှိဘူးတရားသူကြီးမျိုးရှင်းနေမရှိဘူးဆရာဝန်ဆေးပေးကဘာမှမရှိဘူးနော်အကုန်လုံးက ကိုကိုပိုင်လွတ်လပ်ခွင့်နဲ့ကိုရက်တည်ခြင်းနဲ့ကိုနေတယ်အဲ့တော့စဉ်းစားကြည့်ပါမြောက်ကျွန်းဟာဦးသူတို့တောင်ကျွန်းနဲ့ကြားမှာမြေမှုတောင်ချားနေတယ်ဒီကဘာပေါ်မှာမဟုတ်ဘူးတခြားမှာပေါ့နော်အဲ့တော့ဦးသူသုံးသပ်မိပါတယ်ဒီလောက်ပါပဲ